င်္ဂလာပါရှင်မဇ္ဈိမတူတူရဲ့ talk season ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ပတ်မှာတော့ဒီမြန်မာနိုင်ငံမှာဘသူတွေကဘလို့မူးယစ်စေဝါတွေကိုဘယ်ကနေရယူပြီးတော့ဘလောက်အထိသုံးစွဲမှုမြန်မာနေတယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောဆိုဆွေးနွေးသွားဖို့အတွက်ရှိပါတယ်ဆိုတော့မင်္ဂလာပါဆရာရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ အာဆိုတော့ဗောနော်ဒီအရင်တုန်းကမြန်မာနိုင်ငံမှာဗောနော်မိုးရစီဝါလို့ပြောလို့ရှိရင်အဲဘိန်းရှူတာပြီးတော့ဟိုစေးချတာကော်ရှူတာဗောနော်ဒီလောက်ပဲလူတိများတာများတာရှိပါတယ်အခုခင်မှာကြတော့အဲတွေ့ရတာကဒီ happy water တို့ပြီးတော့ ice တို့ဗောနော်ပြီးတော့မှုတို့ကေတို့မျိုးစုံပေါ့တွေ့လာတာဆိုတော့အရင်ဆုံးပေါ့လေဒီမူရစီဝါအာတတ်မှတ်တဲ့ပုံစံနဲ့လက်ရှိမှာဒီတုံဆွဲနေကြတဲ့မူမူရစီဝါတွေကဘယ်လိုမျိုးဆင့်ကဲပြောင်းလဲလာကြတာလဲရှင့် မြမပြည်မှာဘိန်းမင်းဆိုင်တာတို့ဘိန်းရှူတာတို့ဒါဖြစ်လာခဲ့တာကအာ1852ခုနှစ်နောက်ပိုင်းမှာမှ တွင်ကျယ်လာခဲ့တာအင်္ဂလိပ်ကရှမ်းပြည်လိုတောင်ပေါ်ဒေသတွေမှာတရားဝင်အားပေးတာเนาะနောက်လိုင်စင်ရဘိန်းဆိုင်တွေဖွင့်ပေးခဲ့တာနေပြီးတော့ဒါလူအများသိလာခဲ့တာပေါ့ဘိန်းဘျူဟီးရိုရင်းရတော့စစ်ပွဲတွေနဲ့တွဲပြီးတော့ပါလာတာ ရွှေသတိကံနယ်မြေ Golden Trigger ဒီမြန်မာထိုင်းလာဟုဒီသုံးနိုင်ငံအဆက်ပေါ့လေအဲ့ဒီမှာ1950ပြည်နှစ်အလွန်1960ပြည်နှစ်အလွန်မှာကွန်မန်ဒန်တွေကနေပြီးတော့အဆက်ယုံနေနဲ့စာခဲ့တယ်80ပြည်နှစ်80ပြည်နှစ်အလွန်နေမှာတော့ခွန်စာတို့လော်စစ်ဟန်တို့ခစ်ပေါ့ Now 1960ပြည်နှစ်နောက်ပိုင်းနေမှာအဲ့ဒီဟာက UDRS တို့ ဟို MNDA ကိုကန်းတို့ဒီပိန်ထုတ်လုပ်မှုတွေဘက်ကိုရောက်သွားနှစ်ထောင်ပြည့်နှစ်အလွန်နေကြတော့ဒီနယ်မြေတွေမှာပဲเนาะဒီဓာတုမူရစ်စေဝါထုတ်လုပ်မှုဘက်ကို ပြောင်းသွားတယ်ဘိန်းကမြေလိုတယ်လုတ်သားလိုတယ်နောက်ဘိန်းကယာတီလိုက်ဆက်ရတာတစ်နှစ်ပတ်လုံးဆိုင်လို့မရဘူးเนาะ နောက်ဒီဘက်ခေးရောက်လာတဲ့အခါကျတော့ကောင်းကင်ကနေထောက်လန်းလွယ်လာတဲ့ဂျိုတူတပ်ပုံတွေရိုက်လို့ရလာတယ်နော်အဲ့တော့နိုင်ငံတကာ PR ကြီးလာအဲ့ဒါလို့ခါမှာတနေ့လုံးလဲလှုပ်လို့ရတာဖုံးက PR ရတာလဲလွယ်တဲ့ဟာနောက်ဒီဒေတာတွင်လူငယ်တွေကြားမှာဝယ်လို့ကောင်းပြီးတော့အမျက်စွန်းကလည်းပူကြီးတော့စိတ်ကြွစီထုတ်လို့မှုဘက်ကိုပြောင်းလာတယ် YouTube လဲစေတို့ MND တို့เนาะဒါဒီဒီအဖွဲ့တွေရှမ်းမြောက်ကအဖွဲ့တွေမြမစစ်အုပ်စုနဲ့အပြစ်ခတ်ရပြီးတော့ငြိမ်းချမ်းရေးရယူကြတဲ့ခါပါသူတို့ဒေတာဖွံ့ဖြိုးဖို့အတွက်လောက်ကြရင်ねဒီဟာတွေပါပါလာအဲ့ဒီမှာအာနာဒိတ်မြမစစ်အုပ်စုကလည်းမင်းလည်းငါမတိုက်နဲ့ငင်းငင်းဟိုအပြစ်ခတ်ရရင်ပြီးရောเนาะမင်းလောက်တာလည်းငါမတားဘူးအဲဆိုဖြစ်လာမွေးစေ ထုတ်လုတ်တဲ့လူတွေကအမျက်စွန်းတွေဟိုဟိုရတာကားရများလာတဲ့အခါမှာလူသားတွေကိုသူကလူလို့မမြင်တော့ဘူးမွေးဈေးကွက်လို့ပဲမြင်ပြီးတော့တနေ့တနေ့တိုးရောင်းရည်လှုပ်လာတော့တာဒီမှာထူးခြားတာက သူ့နိုင်ငံအတွင်းမှာမွေးဈေးဝါတိုက်ဖြတ်ရေးနဲ့ပတ်သက်ရင် zero tolerance လုပ်တဲ့နော်ကဘာပေါ်မှာအတင်းကျပ်ဆုံးဥပဒေနဲ့တည်တံပေးလိရှိတဲ့တရုတ်နိုင်ငံကသူဩစာညောင်းတဲ့ သူနဲ့နေချင်းဆက်နေတဲ့မြန်မာဘက်ကဒီအဖွဲ့တွေဒီနယ်မြေတွေမှာမွေးစေးထုတ်လုပ်ဖြန့်ဖြူးနေတာတွေဟိုတော့အခုနေຫນွေဦးတော်လိုင်းကြီးလုမြန်မာဝင်မပါဘို့အာမပေးတယ်လို့တားမြစ်တယ်လို့မလုပ်နော်တရုတ်အနေနဲ့မြန်မာလာဝထိုင်းကမ္ဘောဒီးယားအဲလိုနဲ့ပေါင်းပြီးတော့မဲခေါင်ဒေသအတွင်း နေဇက်ဖြတ်ကျော်မွေးစေဝါတိုက်ဖြတ်ရေးစစ်စင်ရေးတွေသူကဦးဆောင်တဲ့တတကြွကြွပါတယ်။ဒါပေမဲ့အဲ့ဒီဟာရဲ့အဓိကကသူ့နိုင်ငံနဲ့မဝင်မှုသူဥတီတာပဲ။ဒါတော့အဲ့ဒလိုနဲ့ခေဆက်ဆက်မြန်မာပြည်ဟာမွေးစေဝါထုတ်လဲထုတ်သုံးလဲသုံးဆွဲပြီးတော့နလမတူခဲ့တာအထူးသဖြင့်တော့1990ခုနှစ်နောက်ပိုင်းတွေပေါ့မြန်မာစစ်တပ်ကလည်းကိုနန်ပြောလို့ဒီကနေပြီးတော့ဒီဘက်ကိုဒေတာကိုကြားတဲ့အဲတပ်မှုတွေ နော်ဒါဒီလူတွေကမူးမောင်ကိုသမားတွေနဲ့ပေါင်းပြီးတော့လက်တွေယူနောက်မွေးစေးတဲ့တဲ့လမ်းကြောင်းတွေအေးဖွင့်ပေးလက်ဟိုအခွန်ကောက်ဟိုသူကစကြေလမ်းကြောင်းလမ်းကြီးကောက်ပေါ့အဲ့တော့အဲ့ဒီတံမှုတွေကရလာတဲ့အထဲကနေပြီးတော့အပေါ်လက်ထိုးစင်ကဲဖြစ်စင်ပေါ့တပတ်မှလည်းဒီငွေတွေက money laundry ငွေပြူလျှော်တဲ့အခါမှာရန်ကုန်မန္တလေးမြို့ကြီးတွေမှာအင်ဂျင်နီဈေးကွက်တွေဝင်အာနောက်ပြီးတော့ဟိုတယ်လို့ဟို ိုရင်းနှီးမြှုပ်နှံမှုတွေလုပ်ပေါ့အဲ့တော့အဲ့ဒီကနေပြီးတော့ဒီအာနာမလောအုပ်ထားတဲ့စစ်ဘိုလ်ချုပ်တွေရဲ့အိတ်ထဲလဲဝင်နဲ့တော့ဝိုင်းကြီးပတ်လဲဒီလိုနဲ့အကုန်လုံးကမျက်စိမှိတ်နေကြကြတာမြန်မာစစ်ဘိုလ်ချုပ်တွေမှာ နားတဲ့သူတာနားဝါတယ်ဒီမူးစီဝါထုတ်လုပ်မှုကတော့မနာဘူးဖြန့်ဖြူးရေးတွေကမနာဘူးအစ်စ်အစ်အမျိုးသားအစ်စ်တွေထတ်တတ်ထွက်လာအဲ့တော့ဂျူချမ်းမေးတယ်ဟလား ဒီဒီမင်းအောင်လိုင်အာနာသိမ်းပြီးနောက်ပိုင်းဖြစ်လာတဲ့ဟာ happy water တို့ ice တို့เนาะဒါတည်တည်တသာတိုးလာတယ်အခုတို့ကလပ်တွေဘာတွေ KTV တွေ high gun တွေမှာမွေးစွာအဆုံဝယ်လို့ရတယ် e d s s t c l a k k k d m i n l a ice la now happy water la ဒါတွေဒါတွေက open secret ပဲအဲမှာ happy water ဆိုတာဗါလေ happy water ဆိုတာကတော့ med s t c k d m i n e diacetyl caffeine ဒီအမှုန့်တွေကိုဆက်ထားတာအဲ့ဒါကိုရေးဒါမှမဟုတ်ရင်အရင်နဲ့ဖြောဖြောတောက်ကြတာဒီကုံကြီးကမြန်မာအထွက်ဒါမဲ့ရောစက်တာတို့ထုတ်ပိုးတာတို့ကထိုင်းတို့မလေးရှားတို့မှာ လုတ်ပြီးတော့ပြန်သွင်းလာပေါ့ ice ဆိုတာကတော့ဒီ crystalline methamphetamine ပဲသူကဒီသူ့ရဲ့ပုံစံရေခဲတုံးလေးတွေလို့ဖန်စားလေးတွေလို့เนาะဒါမဲ့ဒီ ice ကသူကတန့်စင်မှုနှုံအယမ်းမြင့်တယ် တန့်စင်မှုနှုံမြင့်နေဆိုတာဘာလို့ဆိုတော့ဆိုလိုတာလဲဆိုတော့ဒီရာဟုသုံးလိုက်လို့ရှိရင်စိတ်ကြွစေတဲ့ဓာတုပစ္စည်းမက်သဖီတမင်းပါဝင်တဲ့ရာဂိုင်နှုံမြင့်တာကိုပြောတာဒီစိတ်ကြွစေချက်ရင်မက်သဖီတမင်းရဲ့တခြားဓာတုတွေပေါ့ဥပမာဒီဒီဆေးပြားပုံစံဖြစ်အောင်အောင်လုပ်တဲ့ဟာများများပွားအောင်လုပ်တဲ့အဲအာပေါ့ကဖိန်းတို့တခြားမုန်းတို့လားမျိုးတွေရောရတယ် ယာဘကတန်းစင်မှုနှုန်း30ရာနေ90ပဲရှိတယ်။အဲဒီမှာ ice က90ရာခန့်ထက်ရှိတယ်။ဒီ purity မြင့်တဲ့အခါကျတော့အာနိသင်အရာပိုထီးရောက်တယ်။အဲဒါကြောင့်လဲသုံးလိုက်တဲ့လူကရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာထိခိုက်မှုဒီဟိုဆိုးကျိုးပို့ပြီးတော့များတယ်အစိမ့်တင်တာနှလုံးယောဂနဲ့စိတ်ယောဂတွေဖြစ်တာပို့များတယ်ကက်တမင်းဆိုတာကတော့သူကဆေးရုံသုံးမေဆေးပေါ့ anesthetic လို့အဲ့ဒါအဲ့ဒီဟာကိုတကယ်ဒီ chemist တွေဓာတုပေဒပညာရှင်တွေကသူကဒီဒီ complex chemical process ဘာဒီဓာတုပေဓာတုပေဒချက်တဲ့လုပ်ငန်းစဉ်အအစင်းစင်းသူကပေါင်းဆက်ပြီးတော့လုပ်ထားတဲ့ဟာခေါင်းခါစီဒီ ecstasy ဆိုတာက isto ketamine လို့လို့ပဲเนาะသူကလည်းဒီဒီချက်ရတာအစင်းစင်းရှုပ်တယ်အဓိကကတော့သူက ဆာဖရိုခြေခံရတယ်။ဒါကဘလူဒီဖြစ်လာဆိုတော့နိုင်ငံတကာမှာဒီဆာဖရိုတို့ PMK တို့ကိုဟိုတားမြစ်ဓာတုဗေဒပစ္စည်းဆိုပြီးတော့တင်းတင်းကြပ်ကြပ်ထိန်းချုပ်လာပြီးတဲ့နောက်ပိုင်းမှာဒီမူရီကုံတဲ့တွေကမူရီရာဇာတွေက precursor ပေါ့အရင်ကသူတို့မသုံးမှုတဲ့တခြားဓာတုပစ္စည်းအကျိုးပစ္စည်းတွေကိုသုံးပြီးပေါ်လာကြတဲ့ဈေးတွေပဲ အဲ့ဒီတော့ပြောရလို့ရှင်ခြုံပြီးပြောရလို့ရှင်ဒီဆေးတွေအကုန်လုံးကရေဘူးကလူကိုအန္တရာယ်ရှိနိုင်ကြလေပိုလာတဲ့ဟာတွေလို့ပြောလို့ရပါတယ်ဟုတ်ဆရာအဲဆိုတော့ဒီဒီဟာတွေအထဲမှာပေါ့နော်ဒီ happy water တို့ပြီးတော့ ice တို့အဲအဲ့ဒီဟာတွေပေါ့ပြောမှုလည်းရှိသေးတယ်အဲ့ဒီဟာတွေအထဲမှာပေါ့နော်ဘယ်ဟာကလက်ရှိလူသုံးအများဆုံး ဖြစ်ကြတယ်လေပေါ့နော်ပြီးတော့ဒီမြမမာရောဘယ်ဟာကအရလွယ်တယ်လေပေါ့လေဒီလိုမျိုးအရလွယ်တာကလည်းဘာကြောက်လဲပေါ့နော်ဥပမာဟိုဈေးနှုံကြောက်လားဒါမှမဟုတ်လက်လန်းမိနေလို့အလွယ်တကူရနေကြတာလားဒါမှမဟုတ်တုံးလို့ကောင်းလို့အဟိုဘယ်လိုပြောမလဲအရေးသွေးကောင်းလို့လားပေါ့နော်ဘာကြောက်လဲမသိဘူးရှင်မြမရဲ့မွေးဆွေကအဲဒီကဏ္ဍခွဲလိုက်လို့ရှိရင် तू ကဒီအပင်အဲအပင်ဒီ plant based ကိုနောက်ပြီးရင်အဲဒီ ဒီ synthetic ကိုပေါ့နော်ဓာတုပစ္စည်းတွေရောနှစ်နှစ်ခုစလုံးရှိတယ်အဲမြန်မာမှာခုနအဲ bain site တာအများဆုံးကတော့ရှမ်းပြည်အခုနောက်ပိုင်းတော့အာချင်းအနုကချင်းတို့မှာလည်းတိုးလာတယ်နောက်စကိုင်းတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီးမှာလည်းအဲ site တာတွေ့လာရတယ် synthetic ဒီဓာတုမူရေးဆေးဝါးအဲအတုံးများလာတော့မြန်မာ နော်ဟိုတခြားနိုင်ငံဒီတခြားနိုင်ငံတွေဆိုဘေးနိုင်ငံတွေမှာ Thai Bangladesh India အဲ့ဒီတွေမှာဆိုရင်ယာဘတုံးတာများတယ် Christian Med လို့ဟာမျိုးကြတော့ဒီ Ice လို့ဟာမျိုးကြတော့ Japan တောင်ကိုရီးယား Australia New Zealand တို့ကို export လုပ်ကြတာများတယ်ဘာဖြစ်လို့လဲဆိုတော့ဒီယာတွေကဈေးကြီးတဲ့အခါကျတော့အဲ့ဒီ sequence နဲ့မှာပေါ့နော်မြန်မာပြည်တွင်းဈေးကွက်မှာကအာမြင်းဈေးလို့ လွယ်လွယ်ခေါ်တဲ့ဒီဒီယာဘာပေါ့နော် WY စာရန်ပါညာအဲ့လိုမျိုးတွေပါတဲ့ဟာအဲ့ဒါတွေကတော့အခုဆိုရင်ဒီ state high school တွေမှာတော့မှပြန့်နှံ့လာတာတွေ့ရတယ်ရန်ကုန်နေပြီးတော့မန္တလေးမြစ်ကြီးနာပသိမ်လိုမျိုးကြီးတွေမှာကလတ်တီဘားတွေ KTV ဟိုင်းကန်တွေဒီယာတွေမှာ E K Ice Happy Water ဒါတွေကို ဟိုဆိုင်ကဝင်တန်းကိုဟိုမေးပြီးဝယ်လို့ရတဲ့ဟာမျိုးဈေးနှုန်းမော်တာအကျမ်းမြင်ပြောရပါ K ကဒီတထုပ်ကိုကျက်တသိန်းလောက်ပေးရတယ် E ကအဲဒီဆေးပြားတပြားကို9000 Happy Water တထုပ်ကိုဟို၄သိန်းလောက်ဈေးရှိ ISP မြန်မာရဲ့2023ခုနှစ်စစ်တမ်းရသွေမြန်မာအမြန်မာပြည်မြို့နယ်ပေါင်း130မှာ63မြို့နယ်နဲ့အထက်က မွေးစေဝါရောင်းဝယ်ဖောက်ကားမှုတုံးဆွဲမှုတွေရှိနေတယ်။အဲ့ဒီမြို့နယ်လေးထဲမှာအသုံးများဆုံးကတော့ဈေးကြောင့်ပြီးရင် WYE ဘာလို့ကဒုတိယကော်ရှူရာနဲ့ဘိန်းဖြူကိုတုံးတာတတိယအများဆုံးဖြစ်ပြီးတော့ Cooking Ice Academy တုံးတာတွေလည်းရှိတယ်လို့ဆိုပါတယ်။လက်ရှိပေါ့နော်ခုနကဆရာလည်းပြောသွားပါတယ်ဒီ မြန်မာနိုင်ငံမှာဒီအခြေခံကျောင်းတွေမှာတော့မှာမူရစီကအလွယ်တကူရနေတာပေါ့နော်ဆိုတော့ဒီမူရစီတွေကရောဒီလူတွေလက်ထဲကိုဘလို့ဘလို့လမ်းကြောင်းတွေနဲ့ဘလို့မျိုးအလွယ်တကူရောက်လာတာလဲရှင်အဲ့မှာကျွန်တော်ဒီပြည်တွင်းအဲတုံးဆွဲတာနဲ့ပြပထုတ်တဲ့အဲဟာလမ်းကြောင်းတွေကိုကျွန်တော်ဟိုခွဲပြီးပြောချင်ပါတယ်ပြပထုတ်တဲ့ဟာကသူကအမြောင်များနောက်ပြီးတော့တခါတဲ့အဲ ဲလမ်းကြောင်းဆက်သွားတဲ့ဟာမျိုးရှိတာလမ်းကြောင်းကြီးတွေပေါ့ပြပထုတ်တဲ့လမ်းကြောင်းတွေလို့ပြောလို့ရှိရင်เนาะကျွန်တော်ဒီထိုင်းကိုဖြတ်တဲ့ရွှေသရီကံဒါကတော့အစင်လာလမ်းကြောင်းပေါ့ဒါမဲ့အခုနေတာတော့ तू ကထိုင်းဘက်ကအဖမ်းစည်းတွေများတော့နာမည်သာကြီးတာအာတိတ်မဟုတ်တော့ရေလမ်းကနေပြီးတော့အန်ဒမန်ပင်လယ်တဲ့အဲသွားတဲ့လမ်းကြောင်းရှိတယ်ရန်ကုန် ရန်ကုန်စိတ်ကမ်းတို့အေယာဝတီမြို့ဝကျွန်းပေါ်တို့မွန်ပြည်နယ်တို့ကနေတဆင့်ဒီ costel ကန်ယူရမ်ဘတ်ထွက်တဲ့အပေါက် now ဘိတ်ကော့တောင်းကနေထွက်တဲ့အပေါက်ရှိတယ်နိုင်ငံကရေပိုင်တဲ့ထဲမှာတင်မောကြီးတွေရထားတယ်နော်အဲ့ဒီကိုဒီကထွက်သွားတဲ့ဒီကတည်သွားတဲ့အဲလေတွေတင်မောလေးတွေကနေပြီးတော့ကဲ့တာဒီလိုနဲ့ရှစ်တောင်ရှာမလေးရှားအင်ဒိုနီးရှား ကနေပြီးတော့ဟိုဘက်ဩစတြေးလျတို့နောက်အရှေ့အာရှတို့အထီးပို့တာမျိုးပေါ့နောက်လာအိုဇင်းဂျန်ပေါ့ဗီယက်နမ်ကမ္ဘောဒီးယားထိုင်းတို့ဖြတ်မှုကြတော့ဒီထိုင်းမြန်မာနဲ့ဆက်အထူးသဖြင့်အဲဒီမြောက်ပိုင်းလမ်းနေရာတို့ကဖန်စီများတော့လာဝကိုဝင်ပြီးတော့ဖြတ်တယ်လာရှမ်းပြည်ကနေမေခေါင်မြစ်ထဲတို့မေခေါင်ကဒီပြီးရင်အဲဟိုလာဝကပိုကီယိုခိုင်နဲ့ဝင်ပေါ့တောင်ပိုင်းဆင်းသွားပြီးတော့ ကမ်ဘောဒီးယားတို့ဗီယက်နမ်တို့လည်းသွားတာဒါမှမဟုတ်ရင်သူကဒီအီဆန်မှာထိုင်းရှေ့မြောက်ဒေသအီဆန်တွေကိုပတ်ဝန်းတာမျိုးတွေရှိတယ်တရုတ်နိုင်ငံဘက်ကိုအဲယူနန်ဘက်ကိုဝင်တာအရင်ကရှိခဲ့ပေမဲ့အခုတော့တိတိတတ်တာကိုကြာသွားတယ်သူကအခုဆိုရင်မူဆယ်ကနေရွှေလီကို တနိုင်တစ်ပိုင်းတည်လာတော့ပဲတွေ့ရတယ်စစ်အာဏာဒီမင်းအောင်လိုက်အာဏာသိမ်းပြီးနောက်ပိုင်းမှာတိတိတတ်တာ အာတိုးပြီးတွေ့လာတာမြန်မာပြည်ပဲအနောက်ဘက်ကနေထွက်တာရှမ်းကနေစကိုင်းချင်းတို့ဖြတ်ပြီးတော့အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်ဘက်ကိုဖြန့်နေဟာပေါ့အခုဆိုရင်အိန္ဒိယမီဇိုရန်ကမွေးဆေးဝါးဖြန့်တဲ့ဒီ transit hub ကြီးဖြစ်လာတယ်။နောက်သူစီမှာလည်းမွေးဆေးတုံးဆွဲသူတွေမြင့်တက်လာတဲ့အခါကျတော့မွေးဆေးပြဿနာကြီးလာ။ အခုဘာဖြစ်လဲဆိုတော့မြန်မာပြည်သားတွေပေါ်ဆိုသူကဒီမီဇိုရန်ဒေသခံတွေကတိတ်ပြီးတော့မကြည်ဘူးတာတွေ့လာတယ်ဒီကိစ္စနဲ့ဆက်ဆက်ပြီးတော့စဉ်းစားလာတာတွေ့ရအိန္ဒိယကိုဗိမ်းပြူရော မက်ကောဝင်တယ်အဲ့ဒီဟာကတမူမိုရီလန်နော်နောက်ရီကော်ဒါအဲဇိုခေါ်ဒါလန်ဂျောင်းအဲ့ဒါတွေကနေရှိသွားတယ်ဘင်္ဂလားဒေ့ရှ်ကိုကြတော့နတ်မြစ်လန်ကနေဝင်တယ် ပြည်တွင်းဖြန့်ချီရေးမှာဒီမန္တလေးကဗဟုချက်ပဲနော်သူကကုန်းလမ်းနေတိုက်ရိုက်ပို့ဆောင်တာများတယ်အများအပြားတော့ရှမ်းရှိရထွက်တဲ့မွေးစေဝါဆိုရင်ကျိုင်းတုံလွိုင်းလင်းတောင်ကြီးမန္တလေးရှမ်းမြောက်ကဆိုလာရှိုးတီဘောနောင်ချုံမန္တလေးနော်ဒီလိုသွားတယ်တရုတ်နယ်စပ်ကချင်ပြည်နယ်ဘက်ကနေဆိုရင်တော့မြကြီးနားဗမော်မန္တလေးကိုတုံးတယ် မန္တလေးကနေမှရန်ကုန်ပါဝင်တခြားမြို့တွေကိုဒါပြည်တွင်းသုံးသွဲဟိုဖြန့်ခွဲတာပေါ့နောက်ပြန်ထုတ်ပိုးပြီးတော့တောင်ပိုင်းဘက်ကိုဆက်ဆင်းသွားတာလည်းရှိတယ်မန္တလေးရန်ကုန်အဝေးပြေးလမ်းမှာမှာထဲတာကြတော့သူက truck ကြီးတွေထဲမှာ အကောင့်ဝက်တွေပေါ့သူကအဲ့ဟိုဟိုဟိုဝက်ပြီးတော့လေယာတွေထားရတယ်ဒီအဆင်းတွေထားရတယ်အဲ့ဒီတဲမှာထည့်ပြီးတည်တယ်နောက်ပြီးရင်ဒီကာဂိုတွေပေါ့လူသုံးကုန်ပစ္စည်းတို့ဆောက်လုပ်ရေးပစ္စည်းတွေတည်တဲ့ခါမှာထည့်ပြီးတော့တည်တာရှိတယ်နောက်ဟိုခီးတဲ့ကားတွေတဲကိုညှက်တည်တာမျိုးတွေရှိတယ်အဲ့မှာအေယာဝူရီမြစ်ထဲကတည်တဲ့ဟာရှိတယ်ဒါကတော့အဆင်းလားလမ်းကြောင်းတစ်ခုပဲဘိန်းဗျူးလို့ပါတော့ဒီကတည်တာမျိုးပေါ့နော်အေယာဝူရီမြစ်ထဲကတင်မော်တွေလေတွေနဲ့ သွားပြီးတော့ဟောအောက်ကိုဆင်းသွားတယ်။နောက်တင်းမောမတင်ရသေးခင် ကုံလောင်ယုံအနေနဲ့ကြတော့ပကိုးဘက်မှာထားတာမျိုးတွေရှိပါတယ်။အော်ဥရင်စုံမုံမုံမရှိတော့ဒီလမ်းတွေကနေပြီးတော့ဟိုလှုပ်ပြီးတော့တဲလို့ရတဲ့ပုံစံမျိုးဖြစ်နေရပါလိမ့်။ဒါကြောင့်လည်းဒီမြန်မာနိုင်ငံမှာဟိုဒီမွေးရစေသုံးဆွဲမှုပမာဏကတစားတစားတိုးလာနေရပါတော့။ ဆိုတော့ဒီဟာနဲ့ပတ်သက်ပြီးတော့ပေါ့လေဒီအာနာပိုင်တွေအာနာပိုင်တွေရဲ့ဒီကင်တွေထိမ့်ချုပ်မှုပေါ့နော်ဒီထိမ့်ချုပ်မှုမှာအာနေချက်တွေရှိသလားပေါ့နော်ရှိလို့ရှိရင်ဘယ်လိုမျိုးအာနေချက်တွေတွေ့ရလဲပေါ့လေပြီးတော့ဒီနောက်တစ်ဖက်တောက်တစ်ဖက်အနေနဲ့စဉ်းစားမယ်ဆိုလို့ရှိရင်ဒီမူရစ်တိုက်ဖြတ်တဲ့အဖွဲ့ကြီးအနေနဲ့ကရောဒီမြန်မာနိုင်ငံမှာကြီးထွားနေတဲ့ဒီမူရစ်စည်းဝါးပြဿနာကိုဘယ်လောက်အထိအာရုံစိုက်နိုင်တယ်လဲအာမြန်မာပြည်ရဲ့မူရစ်စည်းဝါးထုတ်လုပ် မှုကတော်တော်မြင့်တက်လာခဲ့တယ်နော်ဟိုအချိန်လေးကျွန်တော်လက်ရှိအချိန်မှာ2023မှာမြန်မာဟာဒီဘိန်းဖြူထုတ်လို့ရေးမှာအာဖဂန်နစ္စတန်ကိုကြော်သွားပြီးကမ္ဘာမှာအများဆုံးဖြစ်လာကုလသမဂ္ဂဒီမူရီစီဝါနဲ့ဒီရာဇဝမှုဆိုင်ရာတွေဟေလေးလာတဲ့စောင့်ကြည့်ဒီလေးလာတဲ့အဖွဲ့ပေါ့ UNODC ရဲ့အစီရင်ခံစာမှာ2024ခုနှစ်မှာ မြန်မာပြည်ကထွက်တာဗိမ်းတန်990ရာနေ1000တိရှိရဲ့အဲ့ဒီကနေမှဗိမ်းပြုချက်ပြီးတော့အော်ပြည်ပကို export လုပ်တာ98တန်နေ148တန်148တန်အထိလောက်ရှိမယ်လို့သူတို့ခန့်မှန်းကြတာဗိမ်းကဝင်ငွေက1ဘီလီယံနေ1.4ဘီလီယံလောက်အထိရှိမယ်လို့ဒါဗိမ်းပဲရှိသေးတယ်တကယ် ပဆန့်ဖြစ်တာเนาะတကယ်ပဲအဲပမာဏမြောက်အမြောက်အများဖြစ်တာကပါလဲဆိုတော့ဒီဓာတုမူမူစေဝပဲအရှိနဲ့အရှိတောင်အာရှမှာ2024ခုနှစ်တနှစ်တည်းမှာဟိုပဲမက်သဖီတမင်အင်ဖန်စီယာမီမူဟာ236တန်ဒါစံချင်းတင်မယ်ပြောရရင်2023ခုနှစ်ကတည်းစာရင်24ရာခိုင်နှုန်းတိုးလာတယ် UNODC ကတော့ ဒီဒီလိုဖန်းစည်းရရှိမှုอ่ะတဲ့သူကထုတ်လွှတ်မှု ပမာဏကြီးရဲ့ရေခဲပင်ကြီးရဲ့အစွန်ပိုင်းလေးပဲဖြစ်တယ်လို့ဆိုတော့ဘာလို့ तू ကဘာလို့ဒါမျိုးပြောရတာလဲဆိုရင်ပုံမှန်ဆိုရင် तू ကမွေးစွာဖမ်းမြရင်ဈေးတက်တာเนาะဒါပေမဲ့လည်းအခုကဈေးကအတော်တော်ကြီးကိုပြောရနေသေးတယ်လက်ကားဈေးမှာ1ကီလိုဒေါ်လာ400လောက်ပဲရှိတယ် အဲ့တော့သဘောကတော့စေးထုတ်လို့မှုဟာအင်မတန်ပဲပိုရှံလွန်းတာတခုတော့ရှိတယ်ဒါတွေကခံမှန်းချက်ဒီ synthetic drug drug ဒီဒီမှုစေဝါတွေထုတ်လို့မှုပမာဏအတိအကျခံမှန်းမှုဆိုတာတော့အာမလွယ်ဘူးမမဖြစ်နိုင်ဘာဖြစ်လို့တော့အော်သို့တော်လည်းပဲအဲဒေတာအတွင်းထုတ်လို့မှုတန်ဖိုးဟာတနည်းဘီလီယံ60လောက်အထိ ရှိမယ်လို့မှန်းတာကြတယ် မြန်မာပြည်ကအာဏာမသိမ်းမီပေါ့ဒီမင်းအောင်လှိုင်အာဏာမသိမ်းခင်အဲဆယ်စုနှစ်အတွင်းမှာဗိဉ္ဇာတို့စီမံအစိုက်ပြိုးစီမံချက်တွေနော်စီဝါရေးအေစီဝါရေးအခွင့်အလမ်းတွေကလည်းကောင်းလာတာနောက်ပြီးတော့တရားဥပဒေစိုးမိုးရေးကလည်းပြန်ပြီးတော့ဟောကောင်းတဲ့ဘက်ကိုရောက်လာတာဆိုတော့ဗိဉ္ဇိုက်ပြိုးမှုကတော့တော်တော်ကျသွားတယ်2019မှာဆိုရင်ဗိဉ္ဇိုက်ပြိုးမှုကဟက်တာ3600လောက်ပဲကျန်တော့ဒါပေမဲ့ အခုအာနာသိမ့်ပြီး၄နှစ်ကျော်ကြာ2024မှာဆိုရင်ဘိန်းဆိုင်ပြိုးတဲ့ area ၄တောင်၄5200ဟက်တာရှိလာအဲ့ဒါကြောင့်လည်းဒါကဘာမှာဟိုဘိန်းဆိုင်ပြိုးမှုဟိုအများဆုံးနိုင်ငံအဖြစ်နဲ့ဆက်ရှိနေတာအခုဆိုတော့ဟိုသုံးနှစ်ဆက်တိုင်ပေါ့ဘိန်းထွက်တာရဲ့88ရာခိုင်နှုန်းကရှမ်ပီယံနေထွက်တာ နော်ကချင်ကလွယ်လို့ရှိရင်အနာသိမ်းပြီးနောက်ပိုင်းမှာကရင်ဒီမှာ၈၀၀ခိုင်နှုန်းကရင်ဘက်မှာ၄၀၀ခိုင်နှုန်းနဲ့ချင်းဘက်မှာ၁၈၀၀ခိုင်နှုန်းထိတိုးလာတယ်လို့ UNODC ရဲ့အစီအကံကပြောတယ်။အဲ့ဒီတော့မူရစီဝါပြောရရင်တော့ဝမ်ကြီးချုပ်ပဲပတ်သက်နေတာဇက်ကောင်တွေကလည်းများတယ်နော်မြန်မာပြည်ကလက်နဲ့ဘေးနဲ့တည်ကြည်ပျက်စီးတဲ့ကတ်ယောဂဘေးနဲ့တည်ကြည်ပျက်စီးတဲ့ကတ် ငမုတ်ခေါင်းပါပြီးတော့တေးကြီးပစ္စည်းတက်ကဒီကက်ကြီး၃မှဆိုင်နေတာအဲ့တော့အလုံးကင်တွေကလည်းရှားငွေတွေကလည်းရှားအဲ့လိုဖြစ်တဲ့အချိန်မှာလူငယ်လူရွယ်တွေကမွေးစေဝါ၃ဆွဲဖြန့်ဖြူးရောင်းဝယ်ဖောက်ကားမှုတွေပတ်သက်နေကြပို့ပြီးတော့များလာကြတယ်အဲ့တော့ဒါကြီးကတစ်ချိန်ရောက်ရင်အကုန်လုံးပြန်ပြီးတော့ထိခိုက်လာမှာအခုဆိုရင်နိုင်ငံတကာမြန်မာကို ကြားပြစန္ဒာအရင်မြစ်တရှိရာအာဒေတာလို့ထွက်ပြီးတော့မြင်ပြီးတော့ကြားပြနေနေလေးလှုပ်လာတယ်။အော်အဲ့တော့နောက်ဆက်တွဲကနောက်လာမှာကတော့မွေးစေဝါနေနေမှုအခုအမေရိကန်ဆိုတာနဲ့ဗနီဇွဲလာဒီမွေးစေဝါကိစ္စကိုကြည့်ပေါ့အမေရိကန်တရားရေးဌာန DOJ ကဗနီဇွဲလာသမ္မတနီကိုလတ်စ်မက်ဒူရိုအပါအဝင်ထိတ်တန့်အရာရှိ14ဦးကိုတရားစွဲထားတယ် ဗနီဇွဲလာစစ်တပ်နဲ့နိုင်ငံရေးကောင်းဆောင်တွေပါဝင်တဲ့ဂိုင်းဟာကိုလံဘီယာက FARC လို့ခေါ်တဲ့ဒီတော်လိုင်းတပ်ဖွဲ့ပေါ့လေသူတို့နဲ့ပေါင်းပြီးတော့တစ်နှစ်ကို ကိုကင်းတန်ချိန်250လောက်အမေရိကန်ကိုပို့တယ်လို့ဆွဆွဲထားတယ်။ဒါကြောင့်တမရမဒူရိုဖမ်းဖို့တရင်ပေးနိုင်တဲ့သူကိုစုငွေပေးမယ်လို့ကြေညာတယ်။မြန်မာပြည်လည်းအဲ့ဒါမျိုးတွေဖြစ်လာနိုင်ကြရှိတယ်။ မကြသေးခင်ကထိုင်းနဲ့ YouTube ဆီတင်းမာတာတင်းမာမှုဖြစ်တာကြည့်ပေါ့နော်လာဝမှာလာဝဟိုဟိုဘက်နဲ့ဒီဟိုမာအစစ်တပ်နဲ့အဲတိုက်တိုက်ပွဲဖြစ်တာရင်းနောက်အိန္ဒိယကသူနဲ့နန္မိတ်ထိစပ်နေတဲ့မြန်မာဘက်ကတော်လိုင်းရေးတပ်ဖွဲ့တွေ ਉਹ ပါမွေ့စီဝါတာချီနိုင်နေတွေလုတ်ဖို့တောင်းဆိုမှုတွေလုတ်လာတယ် ဲ့တော့အဲ့ဒီဒီအားတွေအကုန်လုံးကဘေးနိုင်ငံတွေမှာဒါခေါင်းကိုက်စရာဖြစ်နေတယ်ဆိုတာပြတာပြီးတော့မြန်မာကမူရစ်စေဝါတိုး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 လာပြီးတော့အင်းကြီးနိုင်ငံတွေကိုကြော်ပြီးတော့နိုင်ငံတကာကိုဖြန့်ဖြူးရဖြစ်လာတကယ်တမ်းမှာလဲဒီဂျာဖြန့်မူရစ်စေဝါမနီလောင်ဒရီတို့ cryptocurrency e crime e cryptocurrency ရာစုမှုစတာတွေကလည်းဆက်ဆက်နေတယ် အဲ့ဒီတော့နိုင်ငံတကာကနှိမ်နှင်းမှုတွေဝင်လာနိုင်တယ်ဖြစ်လာနိုင်တယ်ကျွန်တော်တို့မြန်မာပြည်အနေထားအရလဲခါတီးတဲ့အမှန်တရားက အမေရိကန်ကဗင်နီဇွဲလားကိုလုတ်တယ်လို့မျိုးနိုင်ငံတစ်ခုခုကဥဆောင်ပြီးတော့နိုင်ငံတကာအာတာစီနှိမ်နှင်းဆောင်ရွက်မှုဒီမြန်မာပြည်ရဲ့မွေးစွာနဲ့ပတ်သက်ပြီးအရှင်လုံးမသာလင်း မြန်မာပြည်မှာမွေးစွာထုတ်လုပ်ဖြန့်ပြူတာတွေကိုထီထီရောက်ရောက်ရှော့ချနိုင်ပါလိမ့်မယ်ဒီမင်းဆိုရင်အင်းဒီဒီတန်တရာကြီးထဲမှာလဲပြီးတော့ထတ်ထတ်ထတ်တိုးပွားလာတာပဲဖြစ်ပါလိမ့်မယ်ဟုတ်ကဲ့အဲဒီမွေးရဲ့ပြဿနာပေါ့နော်တာမန်ချီနေမှာဆိုလို့ရှိရင်တော့အဓိကဟိုအာယုံဆိုင်ပြီးတော့ဂိုင်တွဲအံတွေ့ရမယ့်ကိစ္စကြီးတစ်ခုဖြစ်တာပေါ့လေဒါပေမဲ့ဒီမြန်မာမှာလက်ရှိဖြစ်နေတဲ့ပြိပခါတွေပြီးတော့ အမျိုးမျိုးပြဿနာတွေကြာမှာဒါမြုပ်နေတယ်လို့ဖြတ်နေရပေါ့အဲဆိုတော့ဆရာဒီတစ်ပတ်ချိန်လဲစိတ်ပြီဆိုတော့ဒီမှာပဲရန်နာချင်ပါတယ်နောက်တစ်ပတ်ဒီမှာပြန်ပြီးတော့ဆုံးတွေ့ချင်ပါတယ်ရှင့်